ဖခင်ဖြစ်သူကယဟန်ပေါင်တို့ကူပြောင်းသွားတဲ့အခါဖခင်အမိနဲ့ကြံ့ရစ်တဲ့မြေကွက်တွေကိုတာသမီတွေကအမွေဆက်ခံခွင့်ရှိပါသလားအားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ LLB Group မြန်မာ Law Firm ကတရားလွှတ်တော်ရှင်နေဒေါခိုင်စုဝေဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ် ဖခင်ဖြစ်သူကယဟန်ပေါင်တို့ကူးပြောင်းသွားတဲ့အခါမှာဖခင်အမိနဲ့ကြံ့ရစ်တဲ့မြေွက်တွေကိုတာသမီတွေကအမွေဆက်ခံခွင့်ရှိမရှိဆိုတဲ့အကြောင်းလေးကိုကျမအစီအနှုံးလေးတစ်ခုနဲ့ဆွေးနွေးမျှဝေပေးခြင်းပါတယ်။အိမ်မှုကတော့ဥမြရွှေကအပါလေးနဲ့ဥတာထုံကဥတန်ချောင်1992ခုနှစ်မြန်မာနိုင်ငံတရားစီရင်နှုန်းများစာတစ်တင်ကအမှုပဲဖြစ်ပါတယ်။အမှုဖြစ်စဉ်အကျဉ်းလေးကိုဆွေးနွေးမျှဝေပေးရမယ်ဆိုရင်တော့ဥမြရွှေနဲ့ဥတာထုံတို့ကညီကိုအရင်နေ့ဖြစ်ကြပြီးတော့သူတို့ရဲ့မိဘတွေကတော့ဥဖိုးထွန်း နဲ့ဒေါ်လာယင်တို့ပဲဖြစ်ပါတယ်။မိခင်ဖြစ်သူဒေါ်လာယင်က1948ခုနှစ်မှာကွယ်လွန်သွားပြီးတဲ့နောက်ဖခင်ကတော့ယဟန်ပေါင်တို့ကူးပြောင်းပြီးတော့ယဟန်ဝင်းနဲ့ပဲ1958ခုနှစ်မှာပြန်လွန်သွားခဲ့ပါတယ်။ဖခင်ပြန်လွန်ပြီးရဲ့နောက်မှာဖခင်အမိနဲ့မင်္ဂလာတောင်ညွမြို့မှာရှိတဲ့မြေကွက်ကြံရှိခဲ့ပါတယ်။အဲ့မြေကွက်နဲ့ပတ်သက်ပြီးတော့ဦးမြရွှေကဥတာထုံအပေါ်မှာရန်ကုန်တိုင်းတရားရုံးမှာအမွေပစ္စည်းစီမံခန့်ခွဲပေးစေလို့မှုဆွဲဆိုခဲ့ပါတယ်။ ဥတာထွန်းကဘလို့ချစ်ပါခဲ့တယ်လဲဆိုရင်အခြားချက်တွေပြင်ပေါ့နော်အိမ်နဲ့မြေကသူ့ပိုင်ကြောင့်အမွေပစ္စည်းမဟုတ်ကြောင်းခုခံချစ်ပါခဲ့ပါတယ်ဒါကိုရန်ကုန်တိုင်းတရားရုံးကဘလို့ဆုံးဖြတ်ခဲ့တယ်လဲဆိုရင်အချင်းပြည့်မြေကွက်ကတရက်လိုတရက်ပြိုင်တို့ရဲ့ဖခင်အမိဖြစ်တဲ့ဥဖိုးထူအမိပေါဖြစ်တော်လဲဥဖိုးထူကယဟန်ပေါင်တို့ကူပြောင်းပြီးတဲ့နောက်မှာယဟန်ဝင့်နဲ့ပဲပြန်လွန်သွားတာဖြစ်တဲ့အတွက်မြေကွက်ကပိုင်ဆိုင်ခွင့်မရှိတာကြောင့်ဒါကြောင့်အချင်းပြည့်မြေကွက်ကအမွေဆိုင်မြေကွက်မဟုတ်ကြောင်းဆုံးဖြတ်ပြီးတော့ဥမြရွှေရဲ့အမှု ကိုပတ်လိုက်ခဲ့ပါတယ်။ဦးမြရွှေကမူလယုံရဲ့အမိန့်ကိုကျင့်သက်မှုမရှိတာကြောင့်အယူခံဝင်ရောက်ခဲ့ပါတယ်။အယူခံတရားရုံးကဘလို့ဆုံးဖြတ်ခဲ့တယ်လဲဆိုရင်အချင်းပြည့်မီခွက်ကတရလိုတရပြိုင်တို့ရဲ့ဖခင်အမိပေါက်ဖြစ်တော်လဲဖခင်ကယဟန်ပေါင်တို့ကူးပြောင်းပြီးတဲ့နောက်မှာပဲယဟန်ဝတ်နဲ့ပဲပြန်လွန်သွားတာဖြစ်တဲ့အတွက်မြေခွက်ပိုင်ဆိုင်မှုမရှိကြောင်းဒါကြောင့်အချင်းပြည့်မီခွက်ကအမွေဆိုင်မဟုတ်ကြောင်းတိုင်းတရားရုံးရဲ့ဆုံးဖြတ်ချက်ကမှန်ကန်မှုမရှိကြောင်းနဲ့ယဟန်ပေါင်တို့ကူးပြောင်းသွားတဲ့ဥဖိုးထုအနေဖြစ်လဲ မြေကွက်ပိုင်ဆိုင်မှုကိုဆွတ်လွတ်တယ်လို့ယူဆရတော့လေမြေကွက်မှာတရက်လိုတရက်ပြိုင်တို့ရဲ့ဖခင်အမည်ဖြစ်တာရှိရာကြောင့်တရက်လိုတရက်ပြိုင်တို့ရဲ့အမွေဆိုင်မြေကွက်တာဖြစ်ကြောင်းဖခင်ကယဟန်ဝတ်သွားခြင်းကြောင့်ဖခင်မှာကြံရင်ခဲ့တဲ့ပစ္စည်းကိုကြံရှိတဲ့သားတွေကအမွေဆက်ခံခြင်းမပြုရဟုပြဋ္ဌာန်းချက်မရှိကြောင်းဆုံးဖြတ်ပြီးတော့အချင်းချင်းမြေကွက်ကတရက်လိုတရက်ပြိုင်တို့ရဲ့ညီကိုနှစ်ဦးပိုင်ဆိုင်တဲ့အမွေဆိုင်မြေကွက်ဖြစ်ကြောင်းနဲ့၎င်းတို့နှစ်ဦးကအညီအမျှဆက်ခံပိုင်ဆိုင်ကြောင်းပြင်ဆင်ဆုံးဖြတ်ပြီးတော့အမိန့်ချမှတ်ခဲ့ ဲ့ပါတယ်။ဒါကြောင့်ကျမရဲ့ဆွေးနွေးမျှဝေမှုကိုအနှစ်ချောက်ရမယ်ဆိုရင်တော့ဖခင်ဖြစ်သူကယဟန်ပေါင်တို့ကူပြောင်းသွားတဲ့အခါမှာဖခင်အမည်နဲ့ကြံရိတ်ခဲ့တဲ့မိဘွက်တွေကိုတာသမီတွေကအမွေဆက်ခံခွင့်ရှိကြောင်းကိုကျမဆွေးနွေးပေးလိုက်ခြင်းဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျမတက်ဆိုင်ရာခေါင်းစဉ်လင်းတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။